ရှစ်ခုမြောက်သောစာလံထာဝရဖျားဤဖုံးအသိရနှင့်လူဤဂုံထ။အိုကျွန်ုပ်တို့ဤဖျားရှင်ထာဝရဖျားနာမတော်သည်မြေကြီးတစ်ပြင်လုံး၌အလွန်ကြီးမြတ်တော်မူ၏။ဖုံးအမှုဘော်တော်သည် မိုးကောင်းကင်ပေါ်မှတည်လျက်ရှိပါ၏။ကိုတော်ဤရန်သူတို့ကိုရီဆောင်၍ရန်သူကို၎င်းညှိုးထားသောသူကို၎င်း တိတ်ဆိတ်စွာနေစေခြင်းကနိုးဆိုးသူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတိကိုစီရင်တော်မူ၏။လက်ညိုးတော်အလုတ်တီဟုသောကိုတော်၏မိုးကောင်းကင်ကို၎င်းပြင်ဆင်တော်မူသောလာနှင့်ကျဲများကို၎င်းအကျွန်ုပ်စင်ကျင်သောလူသည်အဘယ်သို့သောသူဖြစ်၍ကိုတော်သည်အောင်းမေ့တော်မူရသနည်းလူသားသည်အဘယ်သို့သောသူဖြစ်၍အကြည့်ရှုကြွလာတော်မူရသနည်း သူ့ကိုကောင်းငင်တမန်တို့အောက်၌အနှင်းငယ်နှိတ်တော်မူပြီသူ၏ခေါင်းကို ဖုံးအသရေနှင့်ပတ်ရစ်တော်မူပြီဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍သူနွားအစရှိသောမြေတရိစံမိုးကောင်းကင်ငှက်ပင်လယ်ငါးနှင့်ပင်လယ်လမ်း၌သွားတတ်သောတရိစံမှစ၍ခတ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ချထားတော်မူပြီး ိုကျွန်ုပ်တို့ဤဖျားရှင်ထာဝရဖျားကုတော်ဤနာမသည်မြေကြီးတစ်ပြင်လုံး၌အလွန်ကြီးမြတ်တော်မူသည်ကိုခုမြောက်သောစာလံတရားမျှတမှုအတွက်ချီးမွမ်းခြင်းအိုထာဝရဖျားကျွန်ုပ်သည်စိတ်နှလုံးကျွမ်းမဲ့ကုတော်ကိုချီးမွမ်းပါမည်အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကိုပြညွှန်ပါမည် ကိုတော်ကိုအမိပြု၍ဝမ်းသာရှင်လန်းပါမည်။နာမတော်ကို ထောမနာသခြင်းဆိုပါမည်။အမြင့်ဆုံးသောဖျားအကြောင်းမူကားကျွန်ုပ်၏ယံသူတို့သည် ပြန်ဆုပ်၍လဲကြပါ၏။ရှေ့တော်၌ပြည့်စည်ကြပါ၏။ကိုတော်သည်အကျွန်ုပ်ဘက်မှတရားဆုံးဖြတ်တော်မူပြီးပလင်တော်ပေါ်မှထိုင်၍ဖြောင့်မတ်စွာစီရင်တော်မူပြီးတပါးမျိုးသားတို့ကိုစုံမတော်မူပြီး သောသောသူတို့ကိုဖျက်စီး၍သူတို့နာမကိုကာလအစဉ်အဆက်ခြေဖြတ်တော်မူပြီးရန်သူတို့သည်အကုန်အစဉ်ပျက်စီးခြင်းတို့ရောက်ကြပါပြီမျိုးတို့ကိုဖြုတ်ဖျက်တော်မူ၍သူတို့အမှတ်မျှမရှိပျောက်ပါပြီသာရဖျားမူကကာလအစဉ်အဆက်တည်တော်မူ၏တရားပင်လေပလင်တော်ကိုပြင်ဆင်၍မြေကြီးသားတို့ကိုတရားသဖြင့်စီရင်တော်မူ၏ လူမျိုးတို့အားဖြောက်မှတ်စွာသော စီရင်ခြင်းကို ပြတော်မူ၏။ထာဝရဘုရားသည်ညင်ဆဲခြင်းကိုခံရတော်သူတို့၏ခိုလုံရာဘေးအန္တရာယ်ရောက်သည့်ကာလခိုလုံရာ ဖြစ်တော်မူ၏။နာမတော်ကိုတည်တော်သူတို့သည် ကိုတော်ကိုယုံကြည်ကြပါလိမ့်မည်။အကြောင်းမူကားအိုးထာဝရဘုရားကိုတော်ကို ရှာတော်သူတို့ကိုစွန့်ပစ်တော်မမူတတ်ပါ။ ဇီးအုံမျိုးမှာကျင်းဝတ်တော်မူသောထာဝရဘုရားကိုထောမနာတခြင်းဆိုကြလော အမှုတော်များကို လူမျိုးတို့အားဟောပြောကြလော လူအသက်သက်ခြင်းမှုကိုစစ်တော်မူ၍အသေးခံရသောသူတို့ကို အောင်းမိတော်မူ၏နှိတ်ချလျက်ရှိသော သူတို့၏အော်ဟစ်ခြင်းအတန်ကို မေလျော့တော်မူတတ်ပါဩထာရာဖျာကျွန်ုပ်ကိုကဲမတနာတော်မူပါကျွန်ုပ်ကိုမုံသောသူတို့ဤ ညင်စေခြင်းမှုကိုကြည့်ရှု၍သိမင်းလက်မှကျွန်ုပ်ကိုကဲနှုတ်တော်မူပါတို့ဖြစ်၍ဂုံကျေးဇူးတော်အပေါင်းကိုဇီအိုမျိုးတကားဝမှာကျွန်ုပ်ပြညွန်ပါမည်ကဲတင်တော်မူခြင်းကျေးဇူးကိုအမိပြု၍ဝမ်းမြောက်ပါမည်တပားမျိုးသားတို့သည် ကိုတူးသောတွင်ထဲသို့ကိုကြကြ၏ကိုဝတ်ထားသောကြော့တွင်ထဲမှကိုချီတို့သည်ကြော့မိကြ၏သာရဖျားသည်တရားစီရင်ဆုံးဖြတ်တော်မူခြင်းအဖြစ် ထင်ရှားတော်မူ၏မတရားသောသူသည်မိမိလုပ်သောအလုပ်ထဲမှကြော့မိခြင်းကို ခံရ၏မတရားသောသူတို့နှင့်ဖျားသခင်ကိုမိလျော့သော လူမျိုးပေါင်းတို့သည်မရဏနိုင်ငံသို့နှင်ခြင်းကိုခံရကြလိမ့်မည်ငတ်မွသောသူတို့ကို အစင်မိလျော့တော်မူမူစင်ရသောသူတို့သည် မျောလင်း၍မရဘဲအစင်မနေရကြဩထာဝရဖျားထတော်မူပါလူမနိုင်ပါစေနှင့် တဘာမျိုးသားတို့သည် ရှေ့တော်၌စစ်ကြောစီရင်ခြင်းကိုခံရကြပါစေသော။အိုးထာဝရဖျားသူတို့ကို၆လန့်တော်မူပါ။တို့ဖြစ်၍မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည်သိကြပါလိမ့်မည်။ဆယ်ကူးမြောက်သော စာလံရန်သူလက်မှလွတ်မြောက်ရန်ဆုတောင်း။အိုးထာဝရဖျားကိုတော်သည်အဘယ်ကြောင့်ဝေးဝေးရွရွနေတော်မူသနည်း။ ဘေးအန္တရာယ်ရောက်သည့်ကာလအဘယ်ကြောင့်ပုန်းကဲပုန်းကွယ်၍နေတော်မူသနည်းမတရားသောသူသည်မာနစိတ်ရှိ၍စင်ရဲသောသူကိုညှင်းဆဲတတ်ပါ၏မိမိပြုသောပြည့်ရဲ့အားဖြင့်ထိုသူကိုဖန်ဆီးတတ်ပါ၏မတရားသောသူသည်မိမိစိတ်အလို၌ဝါကြွားတတ်ပါ၏လောဘကြီးသောသူသည်ထာဝရဖျားကိုပယ်၍မထီမဲ့မြင်ပြုတတ်ပါ၏မတရားသောသူသည်မာနထောင်လွှားသောကြောင့်မစင်စားတတ်ပါ ဖျားသခင်မရှိဟုအစဉ်အောင်မေ့တတ်ပါ၏အစဉ်ခိုင်မာစွာကြင်ကြံပြုမှုတတ်ပါ၏တရားစီရင်တော်မူချက်တို့သည် သူနှင့်ဝေးမြင့်သည်ဖြစ်၍ခတ်သိမ်းသောယံသူတို့ကိုမထီမဲ့မြင်ပြုတတ်ပါ၏ငါသည်အစဉ်မရွေရာစင်ရဲ့ချင်းတို့မရောက်ရာဟု အောင်မေ့တတ်ပါ၏သူဤနှုတ်သည်ကျင်စေခြင်းလှဲ့စားခြင်းရှုတ်ချခြင်းနှင့်ပြေဝပါ၏ရှာအောက်မှာမကောင်းသောအကြံနှင့် မတရားသောအမှုရှိပါ၏ ရွာအနားတွင် ပုံးနေရအရက်မှထိုင်၍အပြစ်မရှိသောသူကိုစိတ်ကြွယ်ရအရက်၌တတ်တတ်ပါ၏။စင်ရဲသောသူကိုချောင်းမြောင်းတတ်ပါ၏။ခြုံထဲမှနေသောချင်းသေးကဲ့သို့ကြွယ်ရအရက်၌ပုံး၍နေတတ်ပါ၏။စင်ရဲသောသူကို ဖန်းစည်းခြင်းကပုံးကြွယ်၍နေပါ၏။စင်ရဲသောသူကို ကွန်ရက်ထဲသို့ဆွဲ၍ဖြစ်စီတတ်ပါ၏။ ထို့သို့ညင်စဲနှိမ့်ဆက်ခြင်းကိုခံရ၍စင်ရဲသောသူပေါင်းတို့သည် သူ၏လက်သို့ကြရောက်တတ်ကြပါ၏ထိုသူကဖျားသခင်သည် မေလျော့တော်မူ၏မျက်နာကို လွှဲတော်မူ၏မြင်တော်မူမူဟုအောက်မေ့တတ်ပါ၏ โอทาวระพยาထတော်မူပါโอพยาทခင်လက်တော်ကိုခြီတော်မူပါနှိတ်ချလျက်ရှိတော်သူတို့ကို မေ့လျော့တော်မူမူပါနှင့်မတရားသောသူသည်ဖျားခင်ကိုအဘယ်ကြောင့်မထီမဲ့မြင်ပြုရပါအံ့နီကိုတော်သည်စစ်တော်မူမူဟုအဘယ်ကြောင့်အောင်းမေ့ရပါအံ့နီ ို့တော်လေကိုတော်သည် မြင်တော်မူပြီးကြောင်းမူကပင်မန်းစီခြင်းနှင့်နှောက်ရက်စီခြင်းကိုလက်ဝါတော်၌မှတ်သားမည်ဟုကြိရှိတော်မူတတ်ပါ၏စင်ရဲသောသူသည်ကိုတော်၌ကိုကိုအပ်တတ်ပါ၏ကိုတော်သည်မိဘမရှိသောသူ၏ခိုလုံရာ ဖြစ်တော်မူ၏မတရားသဖြင့်ပြု၍သိုးသောသူ၏လက်ယုံကိုချိုးတော်မူပါ သူပြုသောအတ္တမမှုကို အကုန်အစင်စစ်တော်မူပါထာဝရဖျားသည် ကာလအစဉ်အမြဲတည်သောရှင်ဘုရင် ်ဖြစ်တော်မူ၍တဘာမျိုးသားတို့သည်နိုင်ငံတော်ထဲကကွယ်ပြောက်ကြပါလိမ့်မည်။အိုထာဝရဖျားကိုတော်သည်နှိတ်ချလျက်ရှိတော်သူတို့၏တောင်းတခြင်းအတန်ကိုကြားတော်မူ၏။သူတို့၏စိတ်နှလုံးကိုတည်ကြည်စေတော်မူ၏။စင်ရဲသားကိုသူ၏မြေမှတဖန်မနှင်ထုတ်မိကြောင်းမိဘမရှိတော်သူနှင့်စင်ရဲခံရတော်သူတို့ကိုတရားပေးခြင်းကနားတော်ကိုဖွင့်တော် ဆက်တခုမြောက်သောစာလံထာဝရဖျားကိုကိုးစားခြင်းမတရားသောသူတို့သည်သဘောဖျောက်သောသူတို့ကိုမထင်မရှားပြစ်အံ့သောငါလေးကိုတင်၍လက်ညှိုးပေါ်မှမြားကိုပြင်ကြ၏အမိတကယ်တို့သည် ပြက်လျင်ဖျောက်မှတ်သောသူသည်အဘယ်သို့ပြုနိုင်သနည်းငါဝိညာဉ်အားသင်သည်ငှက်ကဲ့သို့ကိုနေရာတောင်ပေါ်သို့ပြေးချေဟုအဘယ်ကြောင့်ပြောကြသနည်း သာဝရဖျားသည်ငါခိုလုံရာဖြစ်တော်မူ၏သာဝရဖျားသည်တန့်ရှင်သောဗိမှန်တော်၌ရှိတော်မူ၏သာဝရဖျား၏ပလင်တော်သည် ကောင်းငင်ပေါ်မှတည်၏မျက်စိတော်သည် ကြည်ရှု၍မျက်ခံတော်သည် လူသားတို့ကိုစစ်တော်မူ၏သာဝရဖျားသည်ဖြောက်မှတ်တော်သူကိုစုံစမ်းတော်မူ၏မတရားသောသူနှင့်လူယူဖြစ်စီလိုသောသူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏မတရားသောသူတို့အပေါ်မှာတောက်တော်မိခဲ့ န့်နှင့်ရောသောမီးရှံပူလောင်သောမှုန်တိုင်းကိုတက်ရောက်စေ၍သူတို့တောက်เสียဖို့စီရင်တော်မူမည်။တရားသဖြင့်ပြုတော်မူသောထာဝရဘုရားသည်တရားသောအမှုကို နှစ်သက်၍သဘောဖြောက်တော်သူကိုမျက်နှာပြုတော်မူ၏။ဆယ်နှစ်ခုမြောက်သောစာလံကုမတော်မူရန်ဆုတောင်း။အိုထာဝရဘုရားကဲ့တင်တော်မူပါ။ ူတော်ကောင်းမျိုးသည် ပြည့်၍တစ္ဆာရှိသော လူမျိုးသည် လူသားတို့တွင်ကွယ်ပြောက်ပါ၏အိနီရှင်တို့သည်တဦးကိုတဦးမူတာတုံး၍ချော့မော့သောနှကန်းနှစ်ခွသောစိတ်နှင့်ပြောတတ်ကြပါ၏ ငါတို့သည် ကိုရှာအားဖြင့်နိုင်မည် ကိုနှကန်းသည် ကိုအမှုကိုစောက်လိမ့်မည်ငါတို့ဤသခင်ကအဘယ်သူနည်းဟုပြောဆိုသောသူတို့ဤချော့မော့သောနှကန်းနှင့်ဝါကြွားသောရှာရှိသည်များတို့ကိုထာဝရဖျားသည်ဖြတ်တော်မူမည်စင်ရဲသောသူသည်ခံရသောညှင်းဆဲခြင်း ငမို့တော်သူဤငိုကြွေးခြင်းကြောင့်ယခုငါထမည်ကဲ့ရစ်ခြင်းကိုခံရတော်သူအားချမ်းသာပြီးမည်ဟုထာဝရဘုရားမိတ်တော်မူ၏ထာဝရဘုရားမိတ်တော်မူချက်တို့သည်တန်ရှင်းခြင်းရှိ၍မြေနှင့်ကင်းစင်စီခြင်းငါမိုင်း၌ခုနှစ်ကြိမ်စစ်တော်ငွေကဲ့သို့ဖြစ်ကြ၏အိုထာဝရဘုရားကိုတော်သည်ထိုသူတို့ကိုဤလူမျိုးမှ အစဉ်ကာကွယ်ဆောင်မတော်မူမည် စိုးရုပ်သောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သည့်ကာလမတရားသောသူတို့သည်အရရရလှဲ့လေရသောအခွင့်ရှိကြ၏စတုံးခုမြောက်သောစာလံဒုက္ခတွေမှာကုမတော်မူရန်ဆုတောင်းဦးထာဝရဖျားကျွန်ုပ်ကိုအလျက်မမှတ်ပဲဘေမြှကာလပတ်လုံးမိလျော့တော်မူမည်နီဘေမြှကာလပတ်လုံးမျက်နာတော်ကိုကြွယ်ထားတော်မူမည်နီ ကျွန်ုပ်သည်အစဉ်ဝမ်းနေလျက်အပင်မြကာလာပတ်လုံးတွေးတော်သောစိတ်ရှိရပါမည်နီကျွန်ုပ်ဤရန်သူသည်အပင်မြကာလာပတ်လုံးကျွန်ုပ်ကိုအုပ်ဆိုးရပါမည်နီအကျွန်ုပ်ဤဖျားသခင်ထာဝရဖျားကျွန်ုပ်စကားကိုမျက်နှာပြု၍နားထောင်တော်မူပါ ကျွန်ုပ်မျက်စိကိုလင်းစေတော်မူပါတို့မဟုတ်လျင်အသေးအိပ်ပျော်ခြင်းတို့ရောက်ရပါမည်ကျွန်ုပ်ဤရန်သူကငာနိုင်ပြီဟုဆို၍ကျွန်ုပ်ကိုနှောက်ယှက်တော်သူတို့သည်အကျွန်ုပ်လှုပ်ရှားသည်ကိုဝမ်းမြောက်ကြပါလိမ့်မည် ကျွန်ုပ်သည်ဂိယုနာတို့ကိုယုံကြည်ပါ၏။ကဲတင်တော်မူခြင်းအရာ၌နှလုံးရွှင်လန်းပါလိမ့်မည်။ကျွန်ုပ်၌ယေရှုပြုတော်မူသောကြောင့်သာရဖျားကို ထောမနာသခြင်းဆိုပါမည်။ 14ခုမြောက်သောစာလံလူတို့ဤစုံညင်မှုဖျားသခင်မရှိဟုမိုက်တော်သူသည် ထင်တတ်၏ထို့သောသောသူတို့သည်ဆွေးမြေ့ယိုယွင်း၍ဆက်ဆုပ်ဖွဲ့သောအမှုကိုပြုတတ်ကြ၏ကောင်းသောမှုကို ပြုသောသူတယောက်မျှမရှိ နားလေသောသူဖျားသခင်ကို ရှာသောသူတစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းကထာဝရဖျားသည် ကောင်းငင်ပေါ်က လူသားတို့ကို ငုံ၍ကြည့်ရှုတော်မူ၏လူအပေါင်းတို့သည်လမ်းလွဲကြပြီးတညီတညွတ်တည်းဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏ကောင်းသောအကျင့်ကိုကျင့်တော်သူမရှိတယောက်မျှမရှိမုတ်ကိုစားတဲ့ကဲ့သို့ငါဤလူတို့ကိုကြိုက်စား၍ထာဝရဖျားကိုပထနာမပြုတ်သော အတ္တမလူအပေါင်းတို့သည် မတိပဲနေရကြသလိုတို့ဖြစ်၍အလွန်ကြောက်လန့်ကြလိမ့်မည် ကြောင်းမူကားဖျားသခင်သည်ဖြောင့်မတ်သောလူမျိုးဘက်၌ရှိတော်မူ၏နှိတ်ချလျက်ရှိတော်သူသည်သာရဖျားကိုခိုလုံသောကြောင့်တင်တို့သည်သူ၏အကြံစီကိုအဆက်ကွဲစေတတ်ကြ၏ဣတရေလအမျိုးကိုကဲ့တင်ခြင်းကျေးဇူးတော်သည်ဇီးအောင်တောင်ပေါ်မှာပေါ်ထွန်းပါစေတော် တင်းသွာခြင်းကိုခံရသော လူမျိုးတို့ကိုတဖန်သာရဖျားသည်ဆောင်ခဲ့တော်မူသောအခါယာကုတ်သည်ဝမ်းမြောက်ခြင်းဣတရေလသည်လည်းရှင်လန်းခြင်းရှိလိမ့်မည်15ခုမြောက်သောစာလံတန်ရှင်သောတဲတော်၌နေထိုင်သူများအိုသာရဖျား တဲတော်၌အဘေသူသည်တဲရပါမည်နီတန်ရှင်သော တောင်တော်ပေါ်မှအဘေသူသည် နေရပါမည်နီဟုမူကားဖြောက်မှတ်သောအချင်းတရားတော်မှုကိုပြုကျင့်၍တစ္ဆာစကားကိုစိတ်နှလုံးပါလျက်ပြောထသောသူတစ်ပါးဤအတ္တရေကိုပြည့်စည်ခြင်းငှာပြောဆိုခြင်း ကိုနှင်းဆက်ဆိုင်သောသူ၏အကျိုးကိုပြစ်မှားခြင်းကိုနှင်းဆက်ဆိုင်သောသူကိုလည်းကဲ့ရစ်ခြင်းကိုရှောင်ထသောဆိုးရုပ်သောသူကိုအယုတ်ဟု၍ထင်မှတ်လျက်ထာရပြာအောင်ကြောက်ရွံ့သောသူကိုယိုသေးထသော ကိုအကျိုးပြည့်ရတော်လဲကိုကျင်းဆိုသောတစ္ဆာကတိကိုမဖြတ်ကိုငွေကိုချီး၍အတိုးမယူအပြစ်မရှိသောသူ၏တစ်ဖက်မှတစိုးကိုမခံဘဲကျင့်တော်သူသည်လှုပ်ရှားခြင်းနှင့်အစဉ်အမြဲကင်းလွတ်လိမ့်သည်